မင်္ဂလာပါရှင် Controverty Time သတင်းဌာနရဲ့အော်တိုဘာလ3ရက်ဗုဒ္ဓဟူးနေ့ညနေခင်းရုပ်သံတင်းကိုပြည့်လည်တင်ဆက်ပေးသွားပါမယ်။ဒီမော့ဆိုအနောက်ခြမ်းမှာမိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်နေအိမ်တွေထဲထိရေဝဲရောက်မှုဖြစ်ခဲ့တဲ့အကြောင်းလော်ပလျံဆစ်ဆောင်စခန်းမှာလူဦးရေတရာဝန်းကျင် ဖြန်းနာနေကြပြီးဈေးဝါအကူအညီလိုအပ်နေတဲ့သတင်းဆစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲစရင်ကိုစတင်ကျင်းညာတဲ့အကြောင်းနဲ့ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကုလအတွင်းတနိုင်ငံလုံးမှာအရက်သားသေဆုံးသူ890ဦးရှိခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။မနေ့ကစက်တင်ဘာလ30ရက်နေ့ညနေ3နာရီကျော်အချိန်မိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့်ဒီမောဆုမြင့်နဲ့အနောက်ချမ်းကကြေးရွာတရွာမှာနေအိမ်တွေထဲထစ်ကိုရေတွေဝေရောက်မှုရှိခဲ့ပါတယ် ဒေသခံတွေကတော့အရင်ကမိုးသည်ထန်စွာရွာသွန်းရင်တောင်နေအိမ်တွေထဲထိရေဝေရောက်မှုမရှိခဲ့ဘူးလို့ကန်ဒရဝတီ time ကိုပြောပါတယ်အခုလိုမျိုးရေဝေတာကတောင်ချချောင်းရေရုတ်တဲ့မြစ်တက်လာတဲ့အတွေ့ဖြစ်တယ်လို့ပြောကြပါတယ်ရေဝင်တာကြောင့်ဆန်အိတ်တချို့ရေဆူခဲ့တယ်လို့ပြည့်စီတချို့လည်းရေနှင်းမြုပ်ခဲ့တယ်လို့သိရပါတယ်လက်တလုံးမှာတော့ရေအနေငယ်ပြန်ချသွားပြီးဖြစ်ပေမဲ့ နောက်ရက်တွေမှာမိုးဆက်လက်ရွာသွန်းမယ်ဆိုရင်ရေထက်မှန်ဝေရောက်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်ဒီမုန်းဆိုမြင့်နဲ့အရှိချံကလော်ပလျားဆစ်ရှောင်းစခန်းမှာစစ်ဘေးရှောင်းတွေနဲ့ဒေသခံတွေဟာရာသီအလိုက်ဖြစ်တဲ့ပြားနာမှုတွေအပြင်အရေးပြားရားရံမှုတွေအဖြစ်များနေကြတယ်လို့သိရပါတယ်ဆေးဆရာမတူကတော့ပြားနာသူဦးရေတရားဝန်းကျင်ရှိတယ်လို့ကန်ဒရော့ဝတီ time ကိုပြောပါတယ် လက်ရှိမှာတော့အဲ့ဒီစစ်ရှောင်းစခန်းအတွက်ဆေးဝါးအကူအညီတွေလိုအပ်နေတာပါဖြားနာမှုနဲ့အရေးပြားရာရန်အဖြစ်များတဲ့သူတွေကအသက်၅နှစ်အောက်ကလေးတွေနဲ့ကျောင်းနေအရွယ်ကလေးတွေဖြစ်ပါတယ်ဂျမရေးဆောင်ရှောက်မှုအတွက်ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုနဲ့ဂရင်းနီနယ်လက်ဆေးအဖွဲ့ကလက်လံမီတလောက်ဆေးကုသပေးခဲ့တယ်လို့သိရပါတယ်လောပလျာစစ်ရှောင်းစခန်းမှာတော့အချင်းနရာကျော်ရှိပြီးလူဦးရေ၈၀၀ကျော်နေထိုင်ကြတာပဲဖြစ်ပါတယ် လာမယ့်ရွေးကောက်ပွဲအတွက်ပထမအကြိမ်ပဲစီရင်ကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့အထိ14ရက်ကြာကြီးညာပြီးသွားမယ်လို့ UEC ကထုတ်ပြန်ပါတယ်။သက်ဆိုင်ရာရက်ွက်ကြီးရွာအုပ်စုအသီးသီးမှာကြီးညာစာကတ်ထားပေးမှာဖြစ်ပြီးတအိမ်ထောင်အနည်းဆုံးတယောက်မဲစီရင်လာရောက်ကြည့်ရှုဖို့ကိုတိုက်တွန်းထားပါတယ်။မဲဆန္ဒရှင်တွေကနမည်မပါဝင်ရင် အမိစီရင်တင်တွဲဖို့တောင်းဆိုနိုင်တယ်လို့မပါဝင်တဲ့သူတွေပါဝင်နေရင်ကန့်ကွက်တာ မဲစရင်အချက်လက်မားနေရင်ပြင်ဆင်လွာတင်သွင်းတာတွေကိုဆောင်ရွက်ဖို့ UEC ကပြောဆိုထားပါတယ်။မဲဆန္ဒနဲ့အပြစ်မကြီးညာထားတဲ့တော်လရင်သက်ဖွဲ့တွေထိန်းချုပ်ရနေမြေတွေမှာတော့စစ်ကော်မရှင်ကဒေသခံတွေကိုလက်နက်ကြီးပစ်ခတ်တာလေကြောင်းတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေဆဲဖြစ်တယ်လို့မော်ချီဒေသခံတဦးကပြောပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပိုင်းတက်မှာပါဝင်ရှင်ပြိုင်မဲ့ကိုစလေလောင်တင်တွင်မှုကိုတော့ UEC ကစီစဉ်နေပြီးကိုယ်စလေလောင်ထပ်တိုးလာတာကြောင့်စုစုပေါင်း9023ဦးအထိရှိလာတယ်လို့သိရပါတယ်။မြန်မာနိုင်ငံတဝဲမှာစစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်2025ခုနှစ်ကုလအတွင်းအရက်သားသေဆုံးသူ190ဦးရှိခဲ့တယ်လို့ဒီကနေ့အောက်တိုဘာလ3ရက်နေ့မှာနိုင်ငံရေးအကြံသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။ တည်ဆုံးခဲ့တဲ့ပြည်သူတွေဟာစစ်ကော်မရှင်ရဲ့လေးချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဂရင်းနင်ပြည်နယ်ကယန်းဒေသမှာတော့2025ခုနှစ်6လအတွင်းအရက်သားတည်ဆုံးသူ130ဦးရှိခဲ့တယ်လို့ PKPF ကလည်းဒီကနေ့အော်တိုဘာလ3ရက်နေ့မှာထုတ်ပြန်ပါတယ်။ PKPF ရဲ့ထုတ်ပြန်ချက်အရ6လအတွင်းဂရင်းနင်ပြည်နယ်နဲ့ကယန်းဒေသမှာတော့စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း 328ကျင်းအထိရှိခဲ့တယ်လို့သိရပါတယ်ကန်ဒရောဝတီတိုင်းမြေညနေခင်းရုပ်သံတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးရန်အပေါင်းကကင်းဝေးကြပါစေ။ကျမမွန်ညာမှာပါ။